谁？Okay. ကျွန်တော်တို့ Adulate Channel ကနေပတ်စဉ်ထုတ်လင့်တဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေးပြများအစီအစဉ်ကိုရွှေတကုံစီရောနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံမိမြန်တဆက်သွားမှာဖြစ်ပါရဲ့ရှင်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါဗျာ။ဟုတ်ကဲ့ပါဆရာ။ဒီတစ်ပတ်မှာတော့ဒါပထမဦးဆုံးမေးထားတဲ့မေးခွန်းလေးကိုပြပြပေးခြင်းပါရဲ့ဆရာ။ဒီမေးခွန်းကိုမေးထားတာကတော့ဒီအကောင့်ပိုင်ရှင်ဦးမြင့်နိုင်ကမေးထားတာပါဆရာ။အဲသူမေးထားတာကပေါ့နော်။တောတာပတိ မဲ့ရမှာတဲ့ဒိဋ္ဌိပြုတ်တယ်လို့ဆိုပါတယ်တဲ့ဒီလိုမျိုးဆိုလို့ရှိရင်တဲ့ပုတုဇဉ်အနေနဲ့ဒုစရိုက်၁၀ပါးစလုံးကလွတ်အောင်မြည်တို့ရှောင်ရမည်နေတခြားသောဒုစရိုက်တွေကိုလွတ်အောင်ရှောင်ရရနိုင်ပေမဲ့လေတဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒုစရိုက်ကိုမြည်တို့ရှောင်ရမည်နေဒုစရိုက်တမားများဖြစ်ကုန်ရဤဆိုပြီးတော့မှမိထားပါတယ်ဆရာဟုတ်ပုတုဇဉ်မှန်ရင်ဒိဋ္ဌိနဲ့မကင်းဘူးဆိုတာတော့မှန်တယ်ဟုတ်ကဲ့နောက်သောတပတ္တိမဲ့နဲ့ မပယ်ရသေးဘူးဆိုရင်တရှိတန်လန်းရှိနေတယ်ဆိုတော့လည်းမှန်တယ်။သို့သောဒီနှစ်ချက်ကိုခြေပြုပြီးတော့ဒါဖြစ်ရင်ပုထုဇဉ်မှန်သမျှဟာသတ္တပတ္တိမရသေးတဲ့ပုထုဇဉ်မှန်သမျှအလုံးဟာတရှိနဲ့မကင်းဘူးဆိုတဲ့အတွက်မိစ္ဆာဒိဋ္ဌိဖြစ်ကုန်ရာကြီးလို့သူကမနောဒုစရိုက်ကျမှာပါတယ်မိစ္ဆာဒိဋ္ဌိကိုသူကဟိုအဖို့ပြုပြီးတော့အာကိုပြီးတော့ပြောထားတာပေါ့နော်အဲ့ဒါကတော့မှားတယ်ဗျာနော်အဲ့ဒါလေးကိုတော့နည်းနည်းရှင်းဖို့လိုတာပေါ့နော်အဲ့တော့ဘာလို့လဲလို့ဆိုတော့မိစ္ဆာဒိဋ္ဌိဆိုတာကံကံဤအကျိုးကိုပြစ်ပယ်ပြီးတော့ ရှေ့ဘဝမယုံနောက်ဘဝမယုံပါဗျာတန်ခိုင်းကျိုးကိုပြစ်ပယ်ပြီးတော့မြစ်တမိစ္ဆာဒိဋ္ဌိကိုသာလင်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဒါမိစ္ဆာဒိဋ္ဌိဟိုဟာပေါ်မနောတုဇိုက်မိစ္ဆာဒိဋ္ဌိလို့ဒီလိုယူတယ်အဲ့ဒါလို့မှမဟုတ်ရင်တော့မိစ္ဆာဒိဋ္ဌိလို့ခေါက်လို့မရအောင်ဆိုလိုတာကလောကဓာတ်မှာရှိတတ္တဝါမှာမန္တမယအလုံးပေါ့လောကဓာတ်အလုံးမှာရှိတဲ့တတ္တဝါမန္တမယအလုံးဟာရှေးအတိတ်ကံကြောင့်တတ္တဝါတွေဖြစ်လာကြတယ်ဖြစ်လာပြီးတဲ့နောက်မှာသူတို့ဘာလုပ်လဲဆိုရင်နောက်ထပ်ကံတွေပဲထပ်ပြုလုပ်ကြတာပဲကာယဝစီမနဆိုပြီးကံတွေပြုလုပ်ကြတာ အဲ့ဒီဘုရားကသုတိသွားပြန်နေတယ်မြတ်မောဘုရားကသုတိသွားပြန်နေတယ်နောက်အနာဂတ်ကာလဆိုတာရှိတယ်နိဗ္ဗာန်မရောက်ချင်းအဲ့ဒီကြရင်ဘာပါသွားသလဲဆိုရင်ခုနပြောတဲ့ကံသစ်ကံဟောင်းနှစ်ရက်ပေါင်းစံနဲ့ပါသွားတာပေါ့တိတ်ဘုရားပြုခဲ့တဲ့ကံနဲ့အကျဉ်းချံနဲ့ရှိမှာပေါ့ဗျာတန်တရားတစ်ချောင်းလုံးပါပြစ္ဆုတ်ပံကံပြုလုပ်တဲ့ဟာတွေရှိမှာကံသစ်တွေပေါ့အဲ့ဒီကံသစ်ကံဟောင်းနှစ်ရက်ပေါင်းစံနဲ့အနာဂတ်ဘဝခန္ဓာကိုဖြစ်စေပြီးတော့ဆက်ပါသွားတယ်ပေါ့နော်ဒါမှသမာဓိတိဖြစ်တယ်ပေါ့အဲ့တော့ဗုဒ္ဓဘာသာရှင်မှန်သမျှဒီလိုမျိုးယူဆထားတာကြီးပဲဒါကြောင့်ဒီနေရာမှာသူ့ကို ိုနိယတမိစ္ဆာဒိဋ္ဌိလိုမျိုးမိစ္ဆာဒိဋ္ဌိဖြစ်ကုန်ရပြီလို့ဆွတ်ဆွဲလို့မရဘူးပေါ့နော်သောတာပတ္တိမဲ့နဲ့ပယ်တဲ့ဟာကတသက်ပေါ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကလျာဏပုထုဇဉ်ဖြစ်နေအယူမြင်မှန်ကန်စွာနဲ့နေနိုင်တဲ့နိလန်တွေအများကြီးရှိတယ်ဥပမာပဋ္ဌာန်းတစ်ခုပဋ္ဌာန်းတေသနာတစ်ခုဖြစ်ပေါ့ကာမပစ္စည်းမှာကံနဲ့ပတ်သက်ပြီးကုသလကုသလံကံမံဝိပါကံံခန္ဓာနံကတ္တတာစရူပနံကာမပစ္စည်းနာပစ္စည်းရော စေရနာသံမြုပ်တကနံဓမ္မနံတသမုဋ္ဌာနာနိစရူပနံကမ္မပစ္စေနာပစ္စယောတန်ကြဖို့မှာပေါ့နော်အဲ့တော့အဓိပ္ပာယ်ပြောရင်ကုသလကုသလံကံမံကုသုအကုသုဆိုတဲ့ကံတရားတွေကြောင့်နော်ဝိပါကနံခန္ဓာနံကတ္တတစရူပနံဝိပါကနံခန္ဓာနံဝိဘက်နာမခန္ဓာဒါပဋိစ္စံနေခိုင်မှာဖြစ်တဲ့ဟာပေါ့ဝိဘက်နာမခန္ဓာဆိုတဲ့နံခန္ဓာ၄ပါးကတ္တတစရူပနံကတ္တတဆိုတာကံကြောင့်ဖြစ်တဲ့ရုပ်ကိုပြောတာအဲ့တော့နာမခန္ဓာ၄ပါးနဲ့ကမ္မဇယုတ်တစ်ပါးဆိုခန္ဓာ၅ပါးပဲလေနော်နံခန္ဓာ၄ပါးနဲ့ယုတ်ခန္ဓာတစ်ပါးပေါ့ ကတ္တတ္တသရူပနံကမ္မပစ္စေနာဖြစ်စီရောအဲ့ကံရဲ့အစွမ်းတတိကြပွဲဒီဘဝခန္ဓာကိုဖြစ်ပေါ်စေတဲ့ခန္ဓာ၅ပါးကိုပြီးရင်စေတနာသံယုတ္တကနံတမနံဒီဘဝခန္ဓာရပြီးတဲ့ကံမှာစေတနာဟာကံပဲလေစေတနာဟံဘိက္ခေကမ္မဝရမိစေတနာဟာကာယဝစီမနသုံးပါးနဲ့ပေါင်းတဲ့ကကံအမိထွက်သွားတာပဲကာယကံဝစီကံမနောကဒါပစ္စုပ္ပန်ကံနေပြီလို့ကြတာဒါကြောင့်စေတနာသံယုတ္တကနံတမနံတန်သမုဋ္ဌာနာနိသရူပနံအဲ့ဒီစေတနာကံနဲ့လျော်ညီတဲ့ယုတ်တွေကိုတစ်ခါပြန်ပြီးထုတ်လို့တာပဲပေါ့နော်အဲ့ဒါလိုလေးကြည့်သွားရင်ဒါသမာဓိဖြစ်တယ် ဒါဆိုရင်မိစ္ဆာဒိဋ္ဌိယူဝါဒကလွတ်တယ်လို့ဒီလိုယူမှမှန်တယ်နော်သူစစ်စောချက်မျိုးကမဟုတ်ဘူးမမှန်ဘူးအဲ့တော့နောက်တစ်ခုအထုံးဖတ်ဖို့တစ်ခုရှိတယ်ကံသုံးပါးရှိတယ်ကာယကံဝစီကံမနောကံအဲ့ဒီမှာမနောကံဟာကာယကံဝစီကံမပါတော်လဲပဲမနောကံစိတ်ကဖြစ်ကာများနဲ့သူကကံမြောက်တယ်ဒါကြောင့်မနောတုစရိုက်သုံးပါးဆိုတာအဘိဇ္ဇာပြဘာဒမိစ္ဆာဒိဋ္ဌိဒီသုံးပါးကမနောတုစရိုက်သုံးပါးကာယကံနဲ့ဝစီကံကတော့မနောကံမပါဘဲနဲ့ကာယကံအဆင့်ကိုမရောက်ဘူး ဝစီကံရောက်ဖြစ်ကုန်မရောက်ဘူးပေါ့နော်ဒီကံတွေတွဲပြီးတော့ပါတာအဲ့တော့အဓိကပြောချင်တာကမနောတွဲဆိုင်ခြင်းမှာရှိတဲ့မိစ္ဆာဒိဋ္ဌိအဲ့တော့မိစ္ဆာဒိဋ္ဌိဆိုတဲ့နေရာမှာဗြဟ္မဇာလသုတ်မှာမိစ္ဆာဒိဋ္ဌိ62ပါးဟောထားတယ်ဆိုတော့ပဲအဲ့ဒီမိစ္ဆာဒိဋ္ဌိ62ပါးဟာတဘာချင်းတဘာချင်းလိုက်ပြီးတော့ပယ်သက်စရာမလိုဘူးဒါဘုရားဗုဒ္ဓံပါပေါ့နော်အဓိကပါလဲဆိုရင်အတိတရာအညာတစ်ခုဆိုသလိုသက္ကာယဒိဋ္ဌိတစ်ခုကိုပယ်လိုက်တာ ਨੇ 62ပါးသောဒိဋ္ဌိတွေအကုန်လုံးကင်းစင်သွားတယ် ဒါပြင်သက်ကာယဒိဋ္ဌိဆိုတာဘာလဲဆိုတော့ဒီခန္ဓာ၅ပါးပေါ်မှာအမြင်မှားဖို့ပဲ။ပါဠိလိုပြောရင်တော့တန်တော်တန်ဝိဇ္ဇကမာနောကာယောသက်ကာယောမိစ္ဆာဝတိနဒိဋ္ဌိသက်ကာယဒိဋ္ဌိပေါ့။တန်တော်ဆိုတာထင်ရှားရှိသောတန်ဝိဇ္ဇမာနောပရမတ်ထသဘောအရထင်ရှားရှိသောကာယော ရုပ်နာမ်အပေါင်းစုကိုသက်ကာယောသက်ကာယလို့ခေါ်တယ်။အထင်ရှားရှိတဲ့ပရမတ်ထသဘောအရထင်ရှားရှိတဲ့ရုပ်နာမ်မင်းမြတ်ကိုသက်ကာယလို့ခေါ်တယ်ဒီခန္ဓာကိုပေါ့နော်။အဲ့ဒီရုပ်နာမ်၅ပါးရုပ်နာမ်၅ပါးခန္ဓာ၅ပါးဆိုတဲ့သက်ကာယအပေါ်မှာ မိစ္ဆာဝတ္တနမှားသောအစွမ်းဖြင့်မှားသောအယူဖြင့်ပေါ့နော်မိစ္ဆာဝတ္တနဒိဋ္ဌိမြင်ခြင်းရှုမြင်ခြင်းသည်တက္ကရာဒိဋ္ဌိညခန္ဓာ၅ပါးပေါ်မှာအဲ့ဒါအမှန်မြင်သွားပြီးတော့နော်ယုံနဲ့ဓမ္မကိုပိုင်းခြားပြီးတော့သိမယ်ဖြစ်ပျက်ကိုသိပြီးအမှန်မြင်သွားပြီးလို့ဟိုတလိဋ္ဌံချနိုင်ပြီလို့ဆိုရင်ဒါတက္ကရာဒိဋ္ဌိပြုတ်တာပဲဒါစာတင်ရတဲ့အသိဉာဏ်ပြုတ်တဲ့ဟာတစ်မျိုးပေါ့ဗျာခန္ဓာအကျင့်နဲ့ကျင့်တဲ့ဟာတစ်မျိုးပေါ့သူအစစ်စစ်တော့ရှိကြပါဘောနော်ပယ်သက်ပုံကတော့အဲ့ဒီသက်ကာယတ္တိကိုမဲ့နဲ့အနုတ္တိယကနေ ပယ်သက်လိုက်ပြီဆိုရင်ဒီပုဂ္ဂိုလ်ကဒါပုရိသေမဟုတ်တော့ဘူးသောတာပန်ဖြစ်သွားပြီပေါ့နော်အဲဒါလိုသက္ကာယတ္တိကိုပယ်နိုင်ဖို့ကလည်းပဲသောတာပတ္တိမက်မှာသာလင်းဆွမ်းဆောင်နိုင်တယ်သို့သောသောတာပတ္တိမက်မရသေးတော့လည်းပဲအကျဉ်သူတူဦးတယောက်စီနော်မှန်ကန်သောအမြင်မှန်ကန်တဲ့အတွေ့အခေါ်မှန်ကန်သောကြံစည်မှုမှန်ကန်သောရှေ့ရှုမှုတွေနဲ့တမာဒိဋ္ဌိအမြင်တွေရှိနေမယ်ကံကံအကျိုးကိုယုံကြည်နေမယ်ဒုစရိုက်၁၀ပါးကိုရှောင်မယ်သူစရိုက်တရားကိုပြုကျင့်မယ် ပုံရကိရိယာ၁၀ပါးကိုပွားများမယ်လို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိကိုခေါ်လို့မရတော့ဘူး။သူကမိစ္ဆာဒိဋ္ဌိရှိတယ်လို့လည်းပြောလို့မရတော့ဘူး။ဒါကိုအမြင်ရှင်းဖို့လိုတယ်။အဲ့တော့နံပါတ်၁ချက်ကကံကံကြီးကျိုးကိုယုံကြည်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒုစရိုက်၁၀ပါးကိုရှောင်ကျင်မယ်။ရှောင်ကျင်မှုအတွက်ဒုစရိုက်၁၀ပါးကိုအရင်သိဖို့လိုတယ်။ကာယဒုစရိုက်၃ပါးရှိတယ်။ဝစီဒုစရိုက်၄ပါးရှိတယ်။မနောဒုစရိုက်၃ပါးရှိတယ်။ကာယဒုစရိုက်၃ပါးဆိုတာပါဏာတိပါဒအဋ္ဌိဏန္တနာကာမိတုမိစ္ဆာစာတာ။ ဝေစီဒုစရိုက်၄ပါးဆိုတာမူဇာဝါဒပိစုဏဝါစာပရုဇာဝါစာတမ္ပပလဘဝါစာမနောဒုစရိုက်၃ပါးဆိုတာအဘိဇာပြပါဒမိစ္ဆာဒိဋ္ဌိခုနပြောတဲ့အဒီထဲမှာပါတယ်ပေါ့နော်မိစ္ဆာဒိဋ္ဌိအဲ့ဒါကိုရှောင်ကျင်မယ်လို့ဆိုရင်ဒုစရိုက်၁၀ပါးဖြစ်သွားတယ်အန်တကက်ကက်လေးနော်ဒုစရိုက်၁၀ပါးကိုပြောပြီးပြီအဲ့ဒီဒုစရိုက်၁၀ပါးကိုရှောင်ကျင်လိုက်တာ ਨੇ ဒုစရိုက်၁၀ပါးပြည့်ကျင်ပြီလားဖြစ်သွားတယ်ရှောင်ကျင်နေဆိုတာဘာလဲဆိုတော့စကလုံးအဖြစ်ပြောရင်ဝိရမဏိလောက်တာပဲ ခုနဗာဏတိပါဒသည်ဒုစရိုက်ဗာဏတိပါဒဝေရမဏိတိခါပဒံဆိုရင်ရှောင်ကျင်လိုက်ရင်သူစရိုက်ဖြစ်သွားတယ်အာဒိဏဒါနာဝေရမဏိကာမေတုမိစ္ဆာစာရဝေရမဏိသူစရိုက်ဆက်ဖြစ်လာပြီနော်မုဇာဝါဒဝေရမဏိပိသုဏဝါစာဝေရမဏိပရိသဝါစာဝေရမဏိတံဖတ်ပလဘဝါစာဝေရမဏိပြီးရင်ဟိုမနောတုစရိုက်ရှိတယ်အဘိဇာပြပါဒမိစ္ဆာဒိဋ္ဌိအဘိဇာကိုအဘိဇာဝေရမဏိလို့ပြောလို့တော့မရဘူးသူစရိုက်ရောက်တယ်သူတို့ကတမျိုးပြောင်းသွားတယ်မနောတုစရိုက်ဆိုတော့နအဘိဇာ နော်အဘိဇာမဖြစ်စေပဲနဲ့အပြဘာရအာရုဏလို့ဆိုပြฏิစီတာအနစန့်ကျင်ပဲလို့တာနာအမေနာအဘိဇာအပြဘာရမိစ္ဆာဒိဋ္ဌိကြတော့တမာဒိဋ္ဌိနော်တမာကောင်းစွာပေါ့နော်မှန်ကန်တဲ့အမြင်မှန်ကန်တဲ့အတွေ့အကြုံမှန်ကန်တဲ့ဉာဏ်စီမှုပေါ့အဲ့ဒါလိုရှောင်ကျင်လိုက်ပြီးပြီးပြီးရင်ဘာလုပ်လဲဆိုတော့မဟုတ်တာတွေတော့အကုန်ရှောင်လိုက်ပြီးဟုတ်တာတွေလုပ်အောင်ပါပေါ့နော်မတည့်တဲ့အစားအစာတွေရှောင်လိုက်ပြီးပပိသေးဘူးလေအာရဖြစ်တဲ့အစားအစာ စားအောင်မယ်အဲ့လိုစားဖို့အတွက်ကပုံညာကရိယာ၁၀ပါးရှိတယ် ဒါအခုပြောနေတဲ့တရားတွေဟာအန္တပုတ္တဇဉ်ကနေကလျာဏပုတ္တဇဉ်ကိုရှင်းတင်လိုက်တာကလျာဏပုတ္တဇဉ်ကိုရောက်လာတာနဲ့တပြိုင်တည်းခုနမိစ္ဆာတိတိယူဆိုမရှိတော့ဘူးသူဆွဆွဲတဲ့ဟာတွေမဟုတ်ဘူးအဲ့တော့ပုံရကရိယာ၁၀ပါးကိုပြန်ကြည့်ပွားများများဒါနသီလဘာဝနာအပ္ပဆယနာဝေယဝိသပဋိဒါနပဋ္ဌနုမောဒနာဓမ္မသဝနာဓမ္မဒေသနာဒေသစုကမ္မအဲ့ပုံရကရိယာ၁၀ပါးဘုရားဘာသာတွေဒါလုံးနေတယ် ဒါနဆိုတဲ့ပေးကမ်းခြင်းလုပ်တယ်။သီလဆိုတဲ့စောင့်တည်ခြင်းလုပ်တယ်။ဘာဝနာဆိုတဲ့ပွားများခြင်းလုပ်တယ်။အပ္ပဆန္ဒဆိုတဲ့ respect ပေါ့ဗျာ။အယုဒေပြုတဲ့ဟာပေါ့နော်။ရှိတယ်။ဟိုကာရဝတရားပေါ့။ပါဆန္ဒဝေယဝိဆဆိုတဲ့ကောင်းမှုကုသိုလ်လုပ်မှာကာယကံကုသိုလ်ဝစီကံကုသိုလ်တွေနဲ့လုပ်ကြတယ်။ပဋိဒါနအမြတမ်းပေးဝဲတယ်။ပဋ္ဌာနုမောဒနာတာဓုခေါ်တယ်။ဒါနှစ်ခုစလုံးဟာပုညကရိယာတွေမှာဓမ္မသဝနတရားတွေနာကြားကြတယ်။ဓမ္မဒေသနာတရားတွေဟောကြားကြတယ်။ဒေသစုကံမှာအယူမြင်ဖြောင့်တယ်။ ဲ့တော့ဒေဇိစုကံမှာဒီ7ပါးမှာမိမ့်မယ်ခုနကပြောတယ်မိစ္ဆာဒိဋ္ဌိကလွတ်တာပဲမှန်ကန်တဲ့အမြင်ပေါ့အမှန်ကန်တဲ့အတွေ့အကြုံကြံစီမှုရှေ့ရှုမှုအဲ့ဒီမှန်တော့အမြင်နေသည်နောက်ဆုံးဖြစ်တဲ့ဒေဇိစုကံမှာဒီ8ပါးသလုံးမှာအကုန်သွင်းယူရတယ်ဒါနလုပ်ရင်လည်းဒေဇိစုကံမှာပါရတယ်အယူမြင်စင်ကြယ်မှာအဲ့ဒီဒါနစီမိစ္ဆာယူရနေလွတ်တယ်တိရဆောက်တိလည်းအယူမြင်စင်ကြပါမှာမိစ္ဆာယူရလက်တယ်အဲ့တော့ဒေဇိစုကံမှာအပါဝင်ပုံညာကရိယာ၁၀ပါးကိုကောင်းကောင်းမွန်မွန်နဲ့ ကျင့်သုံးနေတဲ့ကလျာဏပုထုရှင်အဖို့ကတော့ခုနကမိစ္ဆာဒိဋ္ဌိကြီးဖြစ်ကုန်ရာဤဆိုတာအဝေးကြီးပါနော်ဒါမိစ္ဆာဒိဋ္ဌိခန္ဓာမဟုတ်ဘူးကံကံကြီးကြိုးလဲယုံကြည်ကြတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဒီတော့မြတ်စွာဘုရားရှင်ကတ ত্ত্ব ဝတ္ထုကိုကြည့်မယ်လို့ဆိုရင်တချက်ချင်းကြီးသူ့ကိုဟိုပါကမ္မထမ်းပေးတာမဟုတ်သူဒီကလျာဏပုထုဇဉ်လားအန္တပုထုဇဉ်လားဥက္ကဋ္ဌတင်ညူလားဝိပင်စီတင်ညူလားနေရလားဗရပ္ပရမအကုန်ကြည့်ရကြည့်ပြီးတဲ့အခါမှာအန္တပုထုဇဉ်ဖြစ်နေရင်ကလျာဏပုထုဇဉ်ဖြစ်အောင်ဆွဲတယ်ကလျာဏပုထုဇဉ်ဖြစ်ပြီးတော့မှခုနကပြောတဲ့ ဟိုတမုဂံတိကဒေသနာပေါ့နော်သစ္စာနဲ့ပတ်သက်တဲ့ဒေသနာကိုချပေးတယ်တတိပဌံသာထိတ်ဆုံးပါမယ်ဒါဏီကုန်းချုပ်ပါမယ်တတိပဌံတစ်ချက်နားထောင်ပြီးလက်တော်ဘုရားရှင်ဟောပြီးဣဒ္ဓဘိခွေဘိခုကာယေကာယံနုပတ်တိဝိဟရတိအာတပိတံသာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံကာယံနုပတ်တနာကိုပြောတယ် ဝေဒနာနုပသနာကျင့်မဲ့လူလည်းဒီတိုင်းပဲဣဒဘိကေဘိကုကာယကဝေဒနာသူဝေဒနာနုပတိဝိဟာရတိအာတာပိသမဇာနောတတိမဝိနေယလောကိအဘိဇာဒေါမနတစိတ်တာနုပသနာသမစိတ်တိစိတ်တာနုပတိဝိဟာရတိအာတာပိသမဇာနောတတိမဝိနေယလောကိအဘိဇာဒေါမနတဓမ္မေသူဓမ္မနုပတိဝိဟာရတိနောဓမ္မနုပသနာအာတာပိသမဇာနောတတိမဝိနေယလောကိအဘိဇာဒေါမနတမြန်မာလိုလေးပြောလိုက်ရင်ရှင်းသွားတယ် ဣဒ္ဓဘိက္ခဝေဘိက္ခုတဲ့ဘိက္ခုချက်စားယဟန်တို့ဣဒ္ဓငါဖရာကြီးသာသနာတော်၌ဘိက္ခုတန္တရာကိုဘေးလို့ရှုမြင်လေးရှိသောလူလူဘိက္ခုယဟန်ယဟန်ဘိက္ခုတို့သည်တဲ့ကာယေကာယ ानु ပတ်တိဝိဟာရတိကာယေရုပ်ပေါင်းတို့၌ကာယ ानु ပတ်တိအဖန်ဖန်စိတ်စိတ်ဉာဏ်ဖြင့်ကြိတ်ချွေ၍ဝိဟာရတိနေ၏ဘယ်လိုနေသလဲဆိုထပ်ပြောတယ်အာတာပိသမဇာနောတတိမဝိနေယလောကေအဘိဇာဒေါမနတံလာပြီနော် အာတာပိပြင်းစွာသောလုံလဝရိယရှိသည်ဖြစ်၏တဲ့သမဇာနောကောင်းစွာအပြားအဖြစ်တိတတ်သောဉာဏ်ပညာအစဉ်ချင်းရှိသည်ဖြစ်၏ တတိမှာအကောင်းဆုံးအမှတ်ထင်ထင်အောက်မေ့လေရှိသောတတိစီလည်းအကောင်းတဲ့တတိတည်းရှိသည်ဖြစ်၍လောကီလောကဒီဟုသောဥပါဒဏ်ခန္ဓာ၅ပါးပေါ်၌အဘိဇာတတ်မဲ့ခြင်းဖြင့်ရှေးရှုကြံစီခြင်းဒီဟုသောလောဘဇာပါဒရှေးရှုကြံတိုင်းမရတိုင်းနဲ့နှလုံးမသားမရဖြစ်ခြင်းဒီဟုသောဒေါမနတအဲ့ဒီ၅ပါးကို ဝိနည်းတည်ငါပဟံဝိခံပနပဟံပယ်ဖြောက်ခွာ၍တဲ့ကာယရုပ်ပေါင်းလုံးနဲ့ကာယ ानु ပတ်စီအဖန်ဖန်စိတ်စိတ်ဉာဏ်ဖြင့်ချိန်ချီ၍နေဝိရတ္တိနေအဲ့ဒီမှာမနောတ္တဇိုက်ကိုပြောပြီနော်ဝိပဿနာအထုရကအတ္တဇိုက်ကိုထိန်းတာမဟုတ်ဘူးဝစီတ္တဇိုက်ထိန်းတာမဟုတ်ဘူးသီလကသူ့အတူလုပ်ပြီးသွားပြီမနောတ္တဇိုက်ကိုထိန်းတဲ့အခါမှာအဘိဇ္ဇာပြာပါဒမိစ္ဆာဒိဋ္ဌိ၃ပါးမှာနော်အာတပိတံဇာနောတတိမှာဝိနည်းလောကီ အဘိဇ္ဇာဒေါမနတံအဘိဇ္ဇာနဲ့ဒေါမနတံကိုပဲဖယ်ခိုင်းတယ်မိစ္ဆာဒိဋ္ဌိကိုမြတ်စွာဘုရားကျင့်မဖယ်ခိုင်းဘူးတိကျပယ်စရာမလိုဘူးဟောမှာကမ္မသက္ကတသမာဓိဋ္ဌိလည်းရလာပြီပြီနာမရူပပရိစေတလည်းတိလာပြီပြီသစ္စာပရိက္ခာဆိုတဲ့တတိယမျက်လုံးလည်းရပြီပြီဒီမှာဝိပဿနာဉာဏတသနာသမာဓိဋ္ဌိဝင်နေတဲ့ပုဂ္ဂိုလ်ကလျာဏပုထုရှင်ကိုဟောတာဟာအဓိပ္ပာယ်ပြီးတော့မှလောကုတ္တရာဉာဏတသနာမျက်လုံးဆိုတဲ့မက်ဖို့ပေါ့နော်ရတဲ့ဟာအစင်ကနှလုံးကတော့ထားလိုက်ဒီဘက်၃ဘိုင်းကိုဖြတ်လာပြီးသားဖြစ်တဲ့ကလျာဏပုထုရှင်ဟာအဘိဇ္ဇာရဲ့ဖြာပါဒရဲ့ ဒီနှစ်ခုကိုဝိနေယတတင်ကဝိခံမနာပယ်ဖြောင်းလို့ပြောတာမိစ္ဆာဒိဋ္ဌိမပါတော့ဘူးဒါကြောင့်သူကသူပြောတဲ့ဟာလေးကသူကသူအပေါ်ယံကျော်လေးမေကွန်သချင်းကပြောသွားတာနော်အဲ့တော့သတ္တပတိမယံမှာဒိဋ္ဌိပြုတ်တယ်လို့ပြောတယ်သတ္တပတိမယံမကြသေးတဲ့ဘုသူရှင်တွေအတွက်တော့ဟာလာမိစ္ဆာဒိဋ္ဌိကချိနေမှာပဲဒိဋ္ဌိတန်လန်းဆိုရင်ဒုစရိုက်ဂျမားကြီးဖြစ်ကုန်တော့မယ်ဆိုပြီးတော့မိစ္ဆာဒိဋ္ဌိနဲ့ဒီတက္ကရာဒိဋ္ဌိနဲ့ရောပြီးတော့နော်မကွဲပဲနဲ့မေးခြင်းဖြစ်ပါတယ်ဒါကြောင့်မိစ္ဆာဒိဋ္ဌိဆိုတာကံကံကြီးကိုယုံကြည်ပြီးတော့ ာလားယုံကြည်မှုမရှိဘဲနဲ့ပေါ့ထားပါတော့ကံကံရင်းကျိုးယုံကြည်မှုမရှိဘဲနဲ့နိယတဆိုတာမြဲတာ မြဲသောမိစ္ဆာတ္တိအယူကိုစားရင်မနောတုဇ္ဇရဲ့ကမိစ္ဆာတ္တိယူအပ်တယ်။ကလျာဏဘုဒ္ဓရှင်အဆင့်ရောက်နေတဲ့ဘုရားဘာသာတွေအတွက်မိစ္ဆာတ္တိမရှိဘူး။ပယ်သက်စရာလည်းမလိုဘူး။တတိပဒံမဟုတော့အဘိဇ္ဇာနဲ့ပြာပါဒကိုစားရင်လက်စွာပြခြင်းဟောထားပါတယ်လို့ဒါလေးခွဲခြားသိရှိဖို့ပြန်ပြီးဖြေကြားပါတယ်။ဟုတ်ကဲ့ပါဆရာ။ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဆရာဖြေချပေးခဲ့တဲ့အတွက် online ပေါ်ကအမေးမြန်းလာတဲ့မိဘပြည်သူများအနေနဲ့လည်းကျေနပ်နှစ်သက်လိုက်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ် အခုလိုမျိုးသမီးတို့ရဲ့ online ဓမ္မအမေဖြစ်များအစီအစဉ်မှာဆရာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအထူးပဲတရှိပါတယ်ဆရာ